2024မှာ hamster callback ကအစပြုလို့ airdrop တော်တော်များများပေါ်လာခဲ့တာပါကျွန်တော်တို့နိုင်ငံမှာလည်းဒီအခြေကစပြီးတော့ web3 နဲ့ blockchain ကိုတော်တော်များများရင်းနှီးလာကြတယ်လို့ဆိုရပါမယ် ဒီဗီဒီယိုမှာ AirDrop ဆိုတာဘယ်လိုပုံစံရှိလဲဆိုတာရဲ့ scam တွေမမိအောင်ဘယ်လိုလုပ်ရမလဲဆိုတာရဲ့ပြီးတော့ Binance မှာ AirDrop တွေကိုဘယ်လိုယူရမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်ပထမဆုံး AirDrop ဆိုတာဘာလဲဆိုတာကိုကြည့်ရအောင်ပါ AirDrop ဆိုတာ crypto project တွေကသူတို့ရဲ့ token တွေကိုအလဲကားပေးတာပါဘာကြောင့်ပေးတာလဲဆိုတော့ သူတို့ရဲ့ project တွေကိုလူသိများအောင်လုပ်ချင်တာရဲ့အတုပြုသူတွေပိုများလာအောင်ဆွဲဆောင်ချင်တာရဲ့အကြောင်းဖြစ်ပါတယ်။ဒီတုတ်ကေတွေရဖို့အတွက်ကျွန်တော်တို့ကသူတို့သတ်မှတ်ထားတဲ့ test တွေကိုလုပ်ပေးဖို့တော့လိုအပ်ပါတယ်။ဥပမာသူတို့ရဲ့ social media ကို follow လုပ်တာ၊သူတို့ရဲ့ website တွေမှာ account ဖွင့်တာ၊ဒါမှမဟုတ်သူတို့ရဲ့ token တွေကိုကင်ထားတာစတဲ့အလုပ်တွေမျိုးပေါ့။အဓိကအားဖြင့် airdrop အမျိုးအစားသုံးခုရှိပါတယ်။ပထမတစ်ခုက Tashbit airdrop ပါ။ project တွေရဲ့ social media account တွေကို follow လုပ်တာ၊ Telegram group တွေကိုဝင် join ပေးတာ သူတို့ရဲ့ post တွေကို like နဲ့ share လုပ်တာစတဲ့ text တွေကိုလုပ်ပြီးတော့တုတ်ကေတွေကိုရနိုင်ပါတယ်ဒုတိယတစ်ခုက stake based airdrop ပါ ါကသတ်မှတ်ထားတဲ့ cryptocurrency တွေကိုကိုယ့်ရဲ့ wallet ထဲမှာ stake လုပ်ထားမယ်ဆိုရင်အခမဲ့ token တွေကိုရရှိနိုင်ပါတယ်။ဥပမာ BAB ကို stake လုပ်ထားမယ်ဆိုရင် stake လုပ်ထားတဲ့ပမာဏပေါ်မူတည်ပြီးတော့သူတို့ရဲ့ token တွေကို airdrop ပေးတာမျိုးပါ။နောက်တဲ့တစ်ခုက royalty driving airdrop ဖြစ်ပါတယ်။ဒါက project တစ်ခုကိုအစောပိုင်းကတည်းကတုံးခဲတဲ့သူတွေအတွက်ရည်ရွယ်တာမျိုးပါ။ project တွေရဲ့ text တွေမှာပါဝင်တာမျိုးတွေ early user တယောက်ဖြစ်တယ်ဆိုတာမျိုးဆိုရင် token တွေကို reward အနေနဲ့ပေးတာမျိုးဖြစ်ပါတယ်။ဥပမာကျွန်တော်တို့က brew ကို အတုပ်ပြူခဲ့တာ2024မေလကတည်းကဖြစ်ပါတယ်အခု2025 Q3 မှာဆိုရင် Adro ရတာမျိုးဖြစ်ပါတယ် အေဒရိုတွေကအလဲကရရတယ်ဆိုပေမဲ့တစ်ဖက်မှာစကမ်မာတွေလည်းအများကြီးရှိတာကြောင့်တေချာဆက်ဖို့တော့လိုပါတယ်။ဒါကြောင့် project တွေရဲ့ website, white paper နဲ့ social media အကောင့်တွေကိုတေချာလေ့လာပါ။သူတို့ရဲ့ team မှာဘယ်သူတွေပါဝင်လဲ၊ဘာတွေလုပ်နေလဲဆိုတာကိုကြည့်ကြည့်ပါ။ပွင့်လင်းမြင်သာမှုရှိတဲ့ project တွေဆိုရင်သတိထားပါ။ကို Edro လုပ်နေတဲ့ project ကနာမည်ကြီး HJ တွေနဲ့ partnership လုပ်ထားလား၊ listing ဖြစ်ဖို့ရောအလားအလာရှိမရှိဆိုတာကိုကြည့်ပါ။ listing ဖြစ်နိုင်ခြေရှိတဲ့ Edro တွေကိုပဲလုပ်ပါ။အရေးကြီးဆုံးက scam တွေကိုဘယ်လိုရှာရမလဲ ဆိုတာပါပဲအင်တာနက်ပေါ်မှာ fake address တွေ phishing လက်တွေပြီးတော့ ကို wallet ထဲကပတ်စံတွေကိုခိုးယူဖို့ကြိုးစားနေတဲ့သူတွေအများကြီးပါဒါတွေကိုဘယ်လိုရှောင်ရှားရမလဲဆိုတော့ official မဟုတ်တဲ့ website တွေမှာကို wallet address နဲ့ private key တွေကိုဘယ်တော့မှမထည့်မိဖို့နဲ့ official ဖြစ်တဲ့ project တွေရဲ့ website domain တွေကိုသိကြဆက်ပါတကယ် address တွေကကျွန်တော်ရဲ့ private key တွေ mnemonic key တွေကိုဘယ်တော့မှမတောင်းပါဘူးပြီးတော့ email ဒါမှမဟုတ် social media ကနေပို့လာတဲ့ဘာမှမသိတဲ့ link တွေကိုမနှိပ်ပါနဲ့နောက်တစ်ခုကကျွန်တော်ရဲ့ wallet ကို website တွေနဲ့ချိန်တဲ့အခါ permission ပေးတာတွေကိုသတိထားပါတချို့ scam m a တွေကကျွန်တော်တို့ရဲ့ wallet နဲ့ချိတ်ခိုင်းပြီးတော့ crypto တွေကိုခိုးယူနိုင်တဲ့အထိလုံလို့ရပါတယ်။အခြေကုန်သက်သာတဲ့ airdrop လုပ်ချင်သူတွေက Binance Mega Drop ရဲ့ airdrop ဆိုရင်အခုမှစမဲ့ beginner အတွက်ရောအတွေ့အကြုံရှိပြီးသားသူတွေအတွက်ပါအဆင်ပြေပါတယ်။သူကဘယ်နေရာမှမရှိသေးတဲ့ token အသစ်စစ်စစ်တွေကို airdrop ပေးတဲ့နေရာဖြစ်ပါတယ်။ Binance ပေါ်မှာရှိတာကြောင့် security အတွေ့စိတ်ချရပြီးတော့အခြေသုံးလေးရေးပေးုံနဲ့ သူလုတ်ကင်ထားတဲ့ quest တွေကိုလုတ်ပြီးပြီဆိုရင် airdrop ရပြီဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့အခုလော mega drop ကနေ airdrop ရချင်နေဆိုရင် binance account တစ်ခုရှိဖို့လိုအပ်ပါတယ် trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်သွင်းပေးထားပါမယ် မက်ကဒရော့ကနီအေဒရော့ယူဖို့တွေလောက်ရမယ့်အခြေအနေချင်းရှိပါတယ်ပထမတစ်ချက်က BAB တွေကို lock လောက်ရမှာဖြစ်ပြီးတော့ဒုတိယတစ်ချက်က Weathery Quest တွေကိုလောက်ရမှာပါမက်ကဒရော့က score ရေးတွေပေါ်မူတည်ပြီးတော့ air drop ပေးတာကြောင့် score များများရလေ air drop များများရလေဖြစ်ပါတယ်ဆိုတော့ဘယ်လိုလောက်ရမလဲဆိုတာကိုကြည့်ရအောင်ပါအရေးဆုံး spot ကနီ0.013 BAB ကိုဝယ်ပါပြီးရင် border navigation ကနီ access ကိုတွားပေးပါအပေါ်မှာရှိတဲ့ terms ကနေ wallet ကိုနေပေးပါ ီစကရီကိုတွေ့ရပြီဆိုရင် Photo Navigation ကနေ Access ကိုနှိပ်ပေးပါ Receipts ကိုနှိပ်ပေးပါ Withdraw from Binance Exchange ကိုနှိပ်ပေးပါဒါက Binance Exchange မှာရှိတဲ့ BAB တွေကို Withdraw Wallet ကိုလွှဲမယ်ဆိုပြီးရွေးလိုက်တာဖြစ်ပါတယ်ပြီးရင် Search Box ကနေ BAB ကို ရှာပြီးနှိပ်ပေးပါ select network မှာ binance matching ကိုရွေးပြီး continue ကိုနှိပ်ပေးပါ အောက်မှာရှိတဲ့ window amount ဆိုတဲ့နေရာမှာ0.013လို့ရေးပြီးတော့ window ကိုနှိပ်ပေးပါခဏလေးစောင့်ပြီးရင်လွယ်ပြောင်းတဲ့အစိမ်းအောင်မြင်သွားပါလိမ့်မယ်ပြီးရင် exchange ကိုတွားပေးပါအပေါ်မှာရှိတဲ့ charge box ကနေ mega draw ကိုရှာပေးပါ Binance Mega Drop Secret ကိုရလာတဲ့အခါအခုလေးရှိမှာ Mega Drop ၄ခုရှိပါတယ် M ဆိုတာကပြီးသွားတဲ့ Mega Drop ကိုပြောတာပါကျွန်တော်တို့က Algorithm ဖြစ်နေမှတလေ Airdrop ရမှာပါဒါကြောင့်အပေါ်ဆုံးမှရှိတဲ့ Canadio က Algorithm ဖြစ်နေတာဆိုတော့ဒါကိုနှိပ်ပေးပါ Mega Drop စမဲ့ရစ်ကလေးလပိုင်း9ရက်နေ့ကနေပြီးတော့ပြည့်မဲ့ရစ်က14ရက်နေ့အထိဖြစ်ပါတယ်။ Airdrop ပေးတာနဲ့ Listed လုပ်မဲ့ရစ်က14ရက်နေ့မှာဖြစ်ပါတယ်။ log bab ရဲ့ညာဘက်မှာ subscribe ကိုနှိပ်ပြီးတော့ bab တွေကို log လုပ်ရမှာပါအရင်လို flexible တဲ့ထည့်ထားရုံနဲ့တော့မရတော့ပါဘူး log လုပ်ထားမဲ့ရက်က30ရင်းနေအောက်ဖက်ကနေ120ရင်းအထိဖြစ်တာကြောင့်အဆင်ပြေရာကိုရွေးလို့ရပါတယ် android ကို school youtube mode ပြီးတော့ပေးတာကြောင့် bab များများနဲ့ရေးကြကြ log လုပ်ထားတဲ့သူတွေက school များများနဲ့ android လည်းများများရမှာဖြစ်ပါတယ်ကျွန်တော်က BAB အကုန်လုံးကို30ရင်းနဲ့ log လုပ်လိုက်ပါမယ် ဒါဆိုရင်ပထမတစ်ခုပြီးပါပြီပြီးရင်ရှေ့ကိုပြတ်သွားပါမယ်နောက်တစ်ခုကိုလှုပ်ဖို့အတွက် with 3 quiz ကိုနှိပ်ပေးပါ star ကိုနှိပ်ပေးပါပေါ်လာတဲ့ box မှာရေးထားတာက stick လှုပ်ပြီးရင် verify လှုပ်ဖို့မမေ့ပါနဲ့လို့ရေးထားတာပါ ok ကိုနှိပ်ပေးပါ stick bab ကိုနှိပ်ပေးပါ connect wallet ကိုနှိပ်ပေးပါ binance wallet ကိုရွေးပေးပါ deposit မှာ0.01လို့ရေးပြီး deposit ကိုနှိပ်ပေးပါပြရင်ရှေ့ကိုပြတ်သွားပေးပါ verify ကိုနှိပ်ပေးပါ refresh လုပ်လိုက်တဲ့အခါ log pab ရော weather request ရောနှစ်ခုလုံး complete ဖြစ်သွားပါလိမ့်မယ်။ဒါဆိုရင်၁၄ရက်နေ့ရောက်တဲ့အခါ airdrop token တွေက spot wallet ထဲကို auto ရောက်လာပါလိမ့်မယ်။ဒီ video ကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်။နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလောက်မှဖြစ်တဲ့ကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်။နောက်တဲ့ video မှာတွေ့ပါမယ်ခင်ဗျာ။အားလုံး thank you ပါ။